ခန်းကတော့တသိန်း6000လောက်ရှိရဲပေါ့နော်ဒီခန်းလေးကတော့တယောက်ခန်းပါဒါဈေးနှုန်းကတော့2သိန်းရှိပါတယ်အမေရင်အဆောင်မှာဒါဈေးနှုန်းเนี่ยတသိန်း3000ဒီတသိန်း3000တသိန်းခွဲပေါ့အဲ့လိုမျိုးအမျိုးမျိုးရှိရဲဒီအဆောင်မှာတခုကောင်းတာကသူကလာချင်းပေးပေါ့နော် ပြီးတော့စပုံဝင်လဲလုံးဝပေးစရာမလိုဘူးအားလုံးမင်္ဂလာပါရှင်ဝင်ပါတော့အခုဒါအဆောင်ရိုက်ပြပေးဖို့အတွက်ပေါ့နော်နောက်ထပ်တစ်ခါလှဲတန်းကိုရောက်လာပါပြီဒီတစ်ခါကတော့ဒါလှဲတန်းဗဟိုလမ်းမဘွားနဲ့ဝင်လာမယ်ဆိုလို့ရှိရင်ဒါဘီယာဘီမှတ်တိုင်ဘေးကလမ်းပေါ့နော်မြားတိန်ကလမ်းပေါ်မှာရောက်နေတာပါအဆောင်ကတော့ဒီတိုက်ပါ တရိုင်လုံးပဲပေါ့နော်အောက်မှာဆိုလို့ရှိရင်လည်း GNG store ရှိမယ်ပြီးတော့ဒီဆောင်ကကြတော့ဒါအမျိုးသားတည်တန်းအဆောင်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်ကတော့ဒါလှဲတန်းမှာဒါအမျိုးသားတည်တန်းအဆောင်လိုက်ရှာနေတဲ့သူတွေတော့ပဲဖြစ်ပါတယ်အဲ့တော့တိုက်ပေါ်တော့တက်ကြည့်ပါမယ်အခုဒါတလွာပေါ့နော်တလွာမှာဆိုလို့ရှိရင်ဒီခန်းလေးရတယ်တယောက်ခန်းပဲဒီခန်းကတော့တသိန်း6000လောက်ရှိရပေါ့နော်ဒီခန်းမှာလည်းကဒင်းပါမယ်ပန်ကာပါမယ်ပြီးတော့မီးလုံးရောမီးပလက်ခုံရောပါပါမယ် ဒီခန်းလေးကတော့တယောက်ခန်းပါဒါဈေးနှုန်းကတော့2သိန်းရှိပါတယ်ဒီခန်းလေးမှာဆိုလို့ရှိရင်ဒါပတင်းပေါက်လည်းပါမယ်ပေါ့နော်ပြီးတော့ကဒင်းတုံးလည်းပါပါမယ်ပြီးတော့အခန်းထဲမှာတော့ထုံးစံအတိုင်းပန်ကာရဲ့မီပလက်ပေါက်ရဲ့လည်းပါပါမယ်ဒီခန်းလေးရတယ်တရားခန်းမှာပဲဒီခန်းဆိုလို့ရှိရင်ဗဒင်းမောက်ပါတဲ့အခါကျတော့ပြီးတော့ဘေးနားမှာလည်းဟိုတိုက်အမြင်မရှိတဲ့အခါကျတော့ဟိုလင်းဝင်လေးထွက်လာကောင်းတယ်ပေါ့နော်ပြီးတော့အလင်းရောင်လည်းကောင်းကောင်းရတယ်ဒီလိုအခန်းမျိုးတွေရကြတော့ဈေးနှုန်းကဒီတသိန်း၉တောင်း၂သိန်းလောက်ရှိတယ်ပေါ့နော်ဈေးနှုန်းအတက်အကျအပြောင်းလဲလေးတော့အနည်းငယ်ရှိနိုင်ပါတယ် အခုကတော့ဒါသုံးဟောင်းတက်တာပါအဆောင်ကတိုင်လုံးဆိုတော့ပေါ့နော်ကို့အနေနဲ့ဒီအခန်းတော့ချိရဆိုရှင်လာကြိုက်တဲ့အထက်မှာနေလို့ရတယ်ဒါကတော့2ယောက်ခန်းမှာ2ယောက်ခန်းနေရာကျတော့ဒီအမေရင်အဆောင်မှာဒါဈေးနှုန်းတွေကမျိုးမျိုးရှိရပေါ့နော်တသိန်းသုံးသောင်းဒီတသိန်းသုံးသောင်းတသိန်းခွဲပေါ့အဲ့လိုမျိုးအမျိုးမျိုးရှိရဒီအခန်းလေးကတော့တသိန်းနဲ့၄သောင်းမှာတစ်ယောက်ကိုတသိန်း၄သောင်းပေါ့နော် ဒီခါမှာဆိုလို့ရှိရင် facility အနေနဲ့ကကဒင်ပါမယ်ပန်ကာပါမယ်ပြီးရှင်တော့မီးလုံးရယ်မီးပလက်ခွန်ရယ်ပါပါမယ်ဒီဘက်မှာတော့ toilet ပါ toilet ကတော့ဘိုးထိုင်ပါပဲဒီဘက်မှာတော့ရေချိုးခန်းရှိမှာပေါ့နော်ရေချိုးခန်းဆိုလို့ရှိရင်လည်းသူကအပေါ်မှာတိုင်းကြီးလည်းရှိမယ်ပြီးတော့စီပိုင်းလည်းထားပြီးထားပါတယ်ကျွေးများလည်းကပ်ပြီးတော့အသေးချာလေးလုပ်ပြီးထားပါတယ် ဒီအဆောင်ကကြတော့ဒါယောက်ျားလေးတည်တဲ့အဆောင်ပေါ့နော်ပြောရမယ်ဆိုရင်ဒီတဒိုင်လုံးကဒါယောက်ျားလေးအဆောင်လေးပဲပြီးတော့ဒီအဆောင်မှာတစ်ခုကောင်းတာကသူကလာချင်းပေးပေါ့နော်ပြီးတော့စပွန်ဝင်လဲလုံမပေးစရာမလိုဘူးပြီးတော့အဲစင်းနဲ့တိုင်းပေးရဲပြီးတော့ဒီမှာ public area ရဲ့တန်ရှင်းလုပ်ပေးရဲပေါ့နော်ပြီးတော့အခုဟိုမှကြည့်ရတလို့ဆိုလို့ရှိရင်ဒီအဆောင်အထက်တိုင်းမှာပေါ့နော်ဟိုမှအခန်းထဲကိုလိုက်ကြည့်ပွားရဒီရှောင်းလဲ area တွေရာလေးကျဲတယ်ကျဲပြီးတော့ဟိုတန်တန်ရှင်းလဲရှိရဲပေါ့နော်ဒီကအဆောင်မှုအမအနေနဲ့တေးချာတန်တန်ရှင်းတက်တက်ကြီးရာလေးလုပ်ပေးထားတယ်ပြီးတော့ဒီအဆောင်မှာကဒါရေဝတ်မိပွားလဲ PC ကိုကကိုပတာကိုလဲချက်ပြုတ်စားတောက်လို့ရတယ်ပြီး တော့ဟိုအခန်းလေးညာဆိုးလည်းမဆိုးဘူးပေါ့နော်တန်တန်ရှင်တက်တက်ကြီးရလည်းရှိရပြီးတော့ဒီလိုမျိုးအထက်သားလေးကောင်းကောင်းနဲ့ကပေးထားတဲ့အခါကျတော့ဒါအဆင်ပြေပေါ့နော်ပြီးတော့နေရာနေထိုင်ချင်းမယ်ဆိုလို့ရှိရင်ဒီနာဒီနေရာကဒါလှဲတန်းပေါ့နော်ဒါအချက်ချာကြရနေရာမှာဒီအခန်းအကျဲလောက်မျိုးပေါ့နော်ဒီလောက်ဈေးနဲ့ဒါတက်တက်ကြီးရတန်တန်ရှင်ရှင်ပေါ့နော်လူတန်တန်လေးနဲ့နေလို့ရရဆိုတော့ဒါမဆိုးလို့လည်းပြောလို့ရပါတယ် ဒီအမျိုးသားတည်တံ့အဆောင်ပါပေါ့နော်နောက်ထပ်တစ်ခုကောင်းတဲ့အချက်ကဒီအထက်တိုင်းပါပေါ့နော် water cooler ထားပေးထားတယ်ပြီးတော့ wifi လည်း24နာရီသုံးလို့ရတယ်ပေါ့နော်မီးပြတ်လည်းသုံးလို့ရပါတယ်ပြီးတော့ engine လည်းတိုင်ပေးရဆိုတော့ဒါဘာမှပြောစရာမလိုဘူးပေါ့နော်ပြီးတော့ဒီ water nama ဆိုလို့ရှိရင်ဟိုအတွေ့ရဒီအခန်းတိုင်းပါပေါ့နော်ဒီမျိုးစဝဲခုံတစ်လုံးနဲ့ကလထိုင်းလေးချပေးထားတယ်ပေါ့နော်ညဘက်တွေဘာညာအပြင် truck ဒီမှာထိုင်ပြီးတော့ AC စားရပါတယ်ဖတ်ချင်လားအေးပါတောက်ချင်လားဒါအဆင်ပြေတို့လို့နေလို့ရတယ်ပေါ့နော်ပြီးတော့ဒီနေရာကဒါလှဲတန်းဒါများတင်ကလမ်းမပေါ့ပေါ့နော်ဟိုကတော့ဝင်လာတော့ကဒီလှဲတန်းဘိုလ်လမ်းမပေါ်ကဝင်လာမယ်ဆိုရင်ဒီဘီယာရီမှတ်တိုင်ဘေးကလမ်းမဲပေါ့နော် အဲ့လမ်းထဲဝင်လာမယ်ဆိုလို့ရှိရင်အောက်မှာအဲ့ဒါ GNG store ရှိမယ်ပေါ့နော်အဲ့တော့ဒီနေရာအနီးတစ်ဝိုက်မှာဆိုလို့ရှိရင်ဒါလှဲတန်းဈေးလည်းရှိမယ်ပြီးရင်လှဲတန်းမှတ်တိုင်ပြီးတော့ဒီဘီယာဘီမှတ်တိုင်နေလည်းနီးမယ်ဆိုတော့အဲ့ဒါနေရာအနေထားနေရာဘာမှပြောစရာမလိုဘူးအဲ့တော့ဒီ Nota တိတန်းအဆောင်မှာနေဝဆက်ဝင်စားရဆိုလို့ရှိရင်တော့အခုပြလာတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်ရှင်အဲ့တော့ဒါဝုံမှာတော့ပေါ့နော်ဒီရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်အဲ့ဒါအဆင်ပြေပြေနေလို့ရအောင်လို့ဆိုပြီးတော့လိုက်ပြီးတော့ရှိုက်ကူတင်ဆက်ပေးနေရမှာဖြစ်ပါတယ်ရှင်အဲ့တော့နောက်ဘက်တွေမှာဘယ်အဆောင်တွေကိုရိုက်ပြပေးဦးမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ရှင်